တလောကထေရဝါဒတဲ့သူနိုင်ငံသားတွေရောက်တာရောက်လာပြီးတော့ဘုန်းကြီးကတရားဟောမလို့ရည်စဲချမလို့သွားသွားတော့အဲ့ဒီအဲ့လမ်းညွန်ကနေပြီးတော့ဘုန်းကြီးကပြောကြတယ်ခလိုင်းလာမလို့ပြောနော်ခလိုင်းလာမလို့ပြောသူဘာသာတရားနဲ့ပတ်သက်ပြီးဘာမှလေးလာထားမှမရဘူးဘုရားဘာသာဟာဒီ လာမဘုန်းကြီးလို့ဘုန်းကြီးပြောတယ်နော်ဗမာပဲအဲ့တော့တကယ်ပြောတဲ့နာခွဲခြားပြီးတော့ပြောရအောင်ထေရဝါဒရှိတယ်မဟာယာနရှိအဲ့ဒီမှာလဲမြတ်မပြေကသာသနာကိုဟိနယာနလို့ခေါ်တာရှိသေးတယ်အဲ့ဒီအခေါ်ကတော့လုံးဝညင်းမှားရင်ပြီးတော့ခေါ်တာဟိနယာနဆိုတာအောက်တန်းကြတဲ့ညင်လို့အဓိပ္ပာယ်ရတာ မဟာယာနကမြင့်မြတ်တဲ့ကြီးမားတဲ့ယင် great vehicle ဆိုတဲ့စကားနဲ့တော့ခိနာယာနဆို inferior lower vehicle ဒီလိုသုံးတော့အမှန်ကမြတ်မပြည်တို့ဒီကိုယ်ွယ်တဲ့ပါတာတရားထေရဝါဒပါတာတို့ထေရဝါဒမဟာယာနမဟုတ်ခိနာယာနဆိုတာအိန္ဒိယမြောက်ပိုင်းမှာတစ်ချိန်တုန်းကမဟာယာနနဲ့ရှင်ပြီးတော့ပေါ်လာတဲ့ယာနတစ်ခုအဲ့ဒီယာနကပျောက်ွယ်သွားပြီခု အဲ့ဒါကိုရောရောင်ပြီးတော့ခိနယန္တလို့ပြောရင်ဘုန်းကြီးတို့ကတော့ကန့်ွက်တယ်။ပမပြေကကိုးွယ်တဲ့ဘုရားဝါဒထေရဝါဒဘုရားဒါဖြင့်ထေရဝါဒဆိုတာဘာတော့ဆိုအဒါစ်ပေါ်လစီပေါ့ပေါ်လစီအော့ဖ်အဒါအဒါဆိုတာမြတ်စွာဘုရားရဲ့တပည့်ကြီးတွေထေရဆိုတာမြတ်စွာဘုရားရဲ့တပည့်ကြီးတွေတာဝကကြီးတွေလူကြီးတွေပေါ့ ခေါင်းဆောင်ကြီးတွေခေါင်းဆောင်ကြီးတွေရဲ့ policy ကိုထေရဝါဒလို့ခေါ်တယ်။နော် elders policy တို့မို့ policy of the elders ရှင်မကတ္တဝါတို့ရှင်ဥပါလိတို့ရှင်အနန္ဒာတို့တကယ်ရဟန္တာပုဂ္ဂိုလ်ကြီးတွေကဘုရားပြိနိဗ္ဗာန်ဆံသွားတဲ့အခါမှာသူတို့လိုက်နိုင်ရမယ့် policy ကိုချမှတ်တယ်။ policy ဆိုတာဟိုအင်္ဂလိပ်စကားနဲ့ပိုးထင်ရှားအောင်လို့ပြောပြတာ policy ဝါဒ ထေရဝါဒဆို elders policy ပဲသူလူကြီးများရဲ့အယူအဆခံယူချက်ဝါဒမူဝါဒရှင်မဂ္ဂဗ္ဗကိုယ်တိုင်ကခြေညာတယ်အပိညတံနပိညပေတ္တဗံဖယားမပညတ်တာကိုထပ်ပြီးတော့အစ်စ်မပညာရပါဘူးဥပဒေအစ်စ်မတော့ရဘူးလို့ပြောတယ်ဒါတခုခုဖယားမဟောတဲ့တရားကိုအစ်စ်ချက်မထည့်ရဘူးလို့ပြောတယ် ဒါအလွန်ကောင်းတဲ့ policy ပဲပြညတ်တန်လာသမုတ်စိန်လေးတက်ပါဖះဟောပြီးပြညတ်ပြီးကိုသူ့တိုင်းမဖြတ်မပယ်ဖြစ်ရအောင်ယထာပြညတ်တေသူသိခါပရိသူသိခိတ္တံပြညတ်ထားတဲ့ကျင့်ရမယ်ကျင့်ဝတ်တွေလိုက်နာကျင့်တော့အောင်ဟောဒီဟာသူတို့ရဲ့ policy ပဲဒီ policy အတိုင်းကျင့်သုံးတာကိုထေရဝါဒလို့ခေါ်တယ်ဒီနယနာမဟုတ်ဘူး သို့သောမြန်မာပြည်ကသာသနာကိုမြန်မာပြည်တို့ထိုင်းတို့ဒီနာကမ္ဘောဒီးယားလာအိုသီရီလင်္ကာဒီငါးနိုင်ငံကသာသနာကိုဟိနယာနာဟိနယာနာတဲ့စာအုပ်တွေလည်းရေးတယ်သူတို့ဟိနယာနာဆိုတာဘာတော့ဆိုရင်တပည့်တာဝကအနေနဲ့နိဗ္ဗာန်ရရဟန္တာဖြစ်ပြီးတော့ပြိဋိဘံသန္တာတွေကိုဟိနယာနာလို့ခေါ်သူတို့ကတော့မဟာယာနာဆိုတာအလုံးမှာဖျားဖြစ်ပြီးမှအထက်တန်းကနေသွားမှာပေါ့ဖျားလောင်းွာတာ ဘုရားလောင်းဝါဒချက်မှတ်ပြီးသူတို့ကသူတို့မဟာယာနလို့ခေါ်တာတကယ်မဟာယာနဆိုရင်ဒီဟာကိုသုလယာနလို့ခေါ်ရမှာပေယဝါရှုစကလုံးတွဲတာလည်းမှားနေတယ်ပါဠိမှာအင်္ဂလိပ်မှာလည်းသူကလည်းသူတွဲရတယ်လေနော် greatness small နဲ့ bigness small နဲ့ဒီလိုတွဲရမှာ imperial superior ဒီလိုတွဲရမှာသူဟာလည်း အဲ့လိုမတွဲပဲနဲ့သူတို့ကဟိနလို့တွဲတာဟာဟိနနဲ့ပဏိတသာတွဲရမှာဟိနနဲ့မဟာနဲ့မတွဲရဘူးမဟာနဲ့ကစုလာနဲ့ပဲတွဲရအဲ့ဒီအတွဲလဲမှားနေအတွဲမှားတာမှအနာရဝိနဲ့ဝိသခါသွားတွဲတယ်လို့ဖြစ်နော်မတွဲရမယ့်ဟာသွားတွဲတယ်အတွဲမှားနေတကယ်တော့သူတို့ကမဟာယာနဆိုရင်ဒီဘက်ကစုလာယာနဆိုရင်တော်သေးတယ်ပေါ့ယန္တာဆိုတာ ဟိုဖရာရဲ့တပည့်တာဝကအနေနဲ့နိဗ္ဗာန်ဝင်တယ်။ဒါကြောင့်မို့လို့သုလယာနလို့ပြောလို့ရတယ်။ဖရာဖြစ်တဲ့နိဗ္ဗာန်ဝင်တာကြတော့မဟာယာနလို့ဒီလိုသူတို့ကလူတိုင်းဖရာဖြစ်ရမယ်ဆိုရင်ဖရာလောင်းဝါလာရှင်းသုံးတာမို့သူတို့ကိုမဟာယာနလို့ခေါ်တယ်။ဘုရားဘာသာမှာထေရဝါဒလည်းရှိတယ်မဟာယာနလည်းရှိတယ်။ဥဖိုးကြရည်တဲ့မဟာယာနဗုဒ္ဓဘာသာကိုဖတ်ထားတဲ့နေပေါ့ အရင်တော့ကတော့ရှိတယ်ခုနောက်ပိုင်းတော့တွေ့အဲ့ဒီမဟာယာနထေရဝါဒနှစ်ခုခုဒလိုင်းလာမာတို့ရှင်းသုံးတဲ့ဝါဒကဝချိရယာနလို့ခေါ်တယ်တန္တရမန္တရဝစီရယာနထိုင်းမောင်ပဲဟိကသူတို့ကတခုတန္တရမန္တရလို့ပြောတယ်မန္တန်ရွတ်တဲ့ဝါဒမန္တန်ရွတ်တဲ့နှဲ့မုတ်တဲ့ဘုံတီးတဲ့နော်အဲ့လိုသူတို့က မတူဘူးအဲ့ဒါမတူတာကိုသွားပြီးတော့ရှောက်ရောတာမျိုးပါမလို့တဲ့ဟောအဲ့တော့မြန်မာပြည်ကဗုဒ္ဓဘာသာက authentic ဗုဒ္ဓဆန်ခေါ်ရသော်ဗျာမူရင်းအတိုင်း elders policy ရလုံးဝမပြင်းမပြုတ်မပြင်းမဲနဲ့မူရင်းအတိုင်းထိမ့်သိမ်းလိုက်နာရှင်းသုံးတဲ့ဗုဒ္ဓဘာသာဖျားလက်တဲ့အတော်လေးလာတဲ့နိုင်ငံသားတွေကျတော့ဒါအသိလက်ခံတယ် ထေရဝါဒဟာ authentic ဆိုတာသူတို့လက်ခံတာမဟာယာနကြတော့ပြင်ဆင်သွားတာတွေအများကြီးဖြစ်ကုန်ဟိုဟာလေးပြင်လိုက်ဒါလေးပြင်လိုက်လှုပ်ဆက်တဲ့ခံနေထားတာတွေအများကြီးရှိတယ်အဲ့ဒါလို့ပေါ့ဒါကဟိုသိဖို့ပြောတာကိုယ်ဘာသာဘုရားဘာသာအချင်းကိုရံဖြစ်ဖို့မဟုတ်ဘူးနော်အချင်းချင်းပြန်လာမတူညီတဲ့သဘောကိုမတူဘူးလို့သိရမတူတာကိုမတူဘူးဆိုတာသိဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့ ိမှသဘာဝကြကြပြောလို့ရအဲ့တော့ဘုရားဘာသာအချင်းအားဖြင့်၃ခုရှိမြတ်စွာဘုရားပြိဋိဘံစံပြီးနောက်ပိုင်းမှာအနည်း200လောက်က300တိအဲ့ဒီကြားထဲမှာဘုရားဘာသာဟာဂိုင်းကြီး78ဂိုင်းတိအောင်꿰ပါမှုတယ်ဂိုင်း78ဂိုင်းတိအောင်꿰ပါအယူဆတွေ꿰ပြသွားမြန်မာပြည်မှာဂိုင်းကြီး9ဂိုင်းဆိုတာငကုံတော့3ဂိုင်းပါပဲ နောက်ပိုင်းမှာကိုကနန်းကြိုက်လို့ကိုလှုပ်တာတမန်ရဲ့ကြည့်ရကိုကိုင်းဖြစ်သွားအဲ့ဒီကိုကိုင်းကွဲတယ်ဆိုတာအယူဆကွဲတာမဟုတ်ဘူးခေါင်းဆောင်ဆရာတော်ကြီးတွေကိုဥတည်ပြီးတော့တပည့်ပရိသတ်တွေကအဆုလိုက်ဂရုလိုက်ဖြစ်သွားတော့ခိုင်းဖြစ်သွားတာမြန်မာပြည်မှာဟိုလိုကွဲတာမဟုတ်ဘူးရှင်းတော့ကခိုင်းကြီးဆက်ဆက်ခိုင်းကွဲတယ်ဆိုတာအယူဆကမတူတာဂျပန်ပြည်မှာလည်းပဲနော် ဘုရားဘာသာခိုင်းခွဲတွေအများကြီးရှိတယ်။အဲ့ဒီခိုင်းခွဲတွေ၊ကွဲတဲ့ဆိုတာအယူဆမတူဘူး။ဆိုပါစို့အဘိဓမ္မာကောသချမ်းကိုအလေးနဲ့ထားပြီးတော့အဲ့ဒါကိုအဓိကထားပြီးတော့သင်တဲ့ချမ်းကိုကုရှံခိုင်းလို့ခေါ်တာ။နိရှိတာတို့ကုရှံတို့ဆိုတာအဲ့ဒီကုရှံဆိုတာကောသအတန်တုအတန်လောက်တာ။ ကောတဆိုတဲ့စကားလုံးကုရှာကုရှန်တိုင်းဆိုပြီးတော့ဘုန်းကြီးတို့လည်းဂျပန်နစ်ဘုရားရှင်နည်းနည်းဖတ်ကြည့်တဲ့အခါကျတော့မှမဟာယာနတွေကဒီထေရဝါဒသူပြောတဲ့မြန်မာပြည်ကဘုရားဘာသာကိုသူတို့ကဟိုလူညံ့နေကိုးဝယ်တာလို့သူတို့ကြားနေမှာအဲ့လိုဆိုသူတို့ကတကယ်အထက်တန်းကြတဲ့ပုဂ္ဂိုလ်တွေကိုးဝယ်တာလို့ပြော သို့တော်လဲဗမာပြည်ကိုသူတို့ကပညာလားသိနေကြတယ်လေဟိုရေးထားတဲ့လူတွေကအဲ့လိုရေးတယ်အင်္ဂလိပ်စကားလုံးလေးနှစ်လုံးရှိတယ် exotarian နဲ့ exotarian ဆိုတဲ့စကားလုံးရှိတယ် exotarian နဲ့ exotarian တချို့တဲ့စနေတွေဒီမှာမပါဘူး exotarian နဲ့ exotarian မှတ်မိတဲ့အတိုင်းပြောရမယ်ဆိုရင်တစ်ခုကပါတော့ အများကိုခေါ်တဲ့တရားတစ်ခု special တပည့်တွေကိုခေါ်တဲ့တရားတစ်ခုခုနှစ်ခုရှိတယ်အဲ့ဒီမှာမဟာယာနတရားကသူက exotari သူကတကယ်ကို special တပည့်တွေကိုခေါ်တာခရစ်တော်ကလည်းပဲသူတပည့်တွေ12ယောက်လားမသိဘူးအဲ့ဒါကိုသူက special ခေါ်ထားတာလေ special ပေးတဲ့ပုဂ္ဂိုလ်အဲ့ဒါမျိုးလို့ ဒီထေရဝါဒမဟာယာနအယူဆတွေကလည်းရှိတယ်ပေါ့သေးသေးချာချာလေးလာကြည့်မယ်ဆိုလို့ရှိရင်ဗုဒ္ဓရဲ့အဆုံးအမဩဝါဒတွေဟာမဂ္ဂင်၈ပါးတို့သစ္စာ၄ပါးတို့ဩခန္ဓာ၅ပါးအရဏဆန္ဒပါဒါ၁၈ပါးတကယ်အနှစ်သာရရှိတယ်ပရိစ္ဆသဘောပတ်တို့ဒါတွေဟာအားလုံးအတူတူပဲအကုန်လိုက်နာခြင်းသုံးတဲ့အပိုင်းမှာကွဲပြားခြားနားမှုတွေရှိတယ် နောက်ဆုံးမှာအယူဆအတွေးခေါ်တွေကလည်းကွဲပြားခြားနားမှုရှိတယ်။မူရင်းတိုင်လက္ခဏာထေရဝါဒပဲ Elder's Policy ဒီဝါဒမူရင်းတိုင်လက္ခဏာဖြစ်လို့မြတ်စွာဘုရားရဲ့တရားတော်တွေကိုအတိအကျဘုရားဟောခဲ့တဲ့အတိုင်းမှတ်သားနိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့မြတ်မပြည်ကထေရဝါဒသာသနာမူရင်းတိုင်ဖြစ်တယ်ဆိုတာအလုံးကလက်ခံထားတာဖြစ်တယ်ပေါ့